န္တလေးတိုင်းမြစ်သားမြို့နာမှာဂျွန်လာ29ရက်နေ့ဒီမနက်အစောပိုင်းကအင်အားရစ်စတာစကေး၄.၈အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မနက်7နာရီ58မိနစ်လောက်ကမြေရောက်အနက်10ကီလိုမီတာကိုဗဟိုပြုတ်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မြင်းငလင်တိုင်းတာဆက်တင်တဲ့ဗဟိုချက်ရဲ့အနည်းဝေးပေါ်မူတည်ပြီးငလင်အင်အားပမာဏဟာအနည်းငယ်ကွာခြားနိုင်တယ်လို့ဆိုထားပါရှင်။ တနင်္သာရီတိုင်းဘိမျိုးနယ်တုံးမျောကျွရွာမှာចောင်းသား၃ယောက်ကိုအမည်မသိလက်နက်ကင်အဖွဲတစ်ခုကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးအဆက်အသွယ်မရတာ၄ရက်ကြာပြီလို့ဒေသခံဒီစီကနေသိရပါဗျ။ဂျွန်လ26ရက်နေ့မနက်အစောပိုင်း2နာရီအချိန်ဝန်းကျင်မှာ တုံးမျောကျွရွာကဥယျာဉ်ခြံတစ်ခုအတွင်ခြံဆောင်ပြီးအိတ်ဆက်နေကြတဲ့အသက်18နှစ်အရွယ်ဝန်းကျင်ចောင်းသားလူငယ်၃ယောက်ကိုလက်နက်ကင်အဖွဲတစ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားတာပါ။ဂျွန်လ29ရက်နေ့နေ့လယ်ပိုင်းဒီပြန်မလွတ်သေးဘူးလို့ဆိုပါရယ်။ ဖန်စီခံရတဲ့၃ယောက်ကအထက်တန်းတက်နေတဲ့အကြောင်းသားတွေဖြစ်ပြီးကြက်မောက်သီးခြံစောင့်နေတဲ့အချိန်လာဖမ်းသွားတာဖြစ်ပါတယ်။ဘေးအဖွဲကဘေးကိုဖမ်းဆီးသွားတယ်ဆိုတာမသိရဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ဖန်စီခံရတဲ့အကြောင်းသားတွေကတယောက်ဟာတုံပြောကျေးရွာအကြောင်းအုပ်ကြီးရဲ့သားဖြစ်ပြီးကျန်တဲ့၂ယောက်ကတော့ပြူစောတီရဲ့သားတွေဖြစ်တယ်လို့ဒေသခံတွေပြောပြကြရသိရပါတယ်ရှင်။ ပြန်ဖြေဆိုခဲ့ရတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်မှုဘွဲ့အဖြစ်လွှာတွေကိုဂျွန်လ26ရက်နေ့ကနေစတင်ပြီးရန်ကုန်မြို့ရန်ကုန်တက္ကသိုလ်ပင်မနဲ့တကုံတက္ကသိုလ်တွေမှာစစ်ဆင်နေကြပါတယ်။အဖြစ်လွှာတွေကိုစစ်ဖို့အတွက်တကုံတက္ကသိုလ်ကိုမနက်9နာရီအရောက်သွားရပြီးည9နာရီကြာမှပြန်ရတဲ့အတွက်သွားလာရေးအခက်အခဲတွေရှိနေတယ်လို့ဆရာဆရာမတွေကနေသိရပါတယ်။ပညာရေးဌာနတာဝန်ရှိသူတွေကအဖြစ်လွှာစစ်ဆေးသူတွေအတွက်ကားလိုင်းတွေပြေးဆွဲဖို့ပြောထားပေမဲ့ဂိတ်ဆုံးနေရာတွေအထိမရောက်ရှိတာကြောင့်စုပေါင်းတက္ကစီတွေတဆင့်ငှားပြီးတော့ သွာလာရတဲ့အတွက်အင်ကိုနောက်ကျမှပြန်ရောက်ကြတယ်လို့ဆိုပါရယ်။တချို့စာစစ်ခန်းတွေစောပြန်ခွင့်ရပေမဲ့ခရီးတူမပြန်ရသေးတဲ့သူတွေကိုစောင့်နေရတာကြောင့်နောက်ကျတာတွေရှိတယ်လို့ရန်ကုန်မြို့ထဲနေထိုင်တဲ့ဆရာမတူကပြောပါရယ်။ပြီးခဲ့တဲ့ဆောင်းမိုးပွဲတွေတုန်းကအဖြေလွာတစ်ဆောင်ကိုကြက်900စီရပြီးမနက်9နာရီကနေညနေ4နာရီထိပဲစစ်ဆေးရတာကြောင့်အဆင်ပြေတယ်လို့ဆရာဆရာမတွေကပြောပါရယ်။အခုတစ်ချိန်အဖြေလွာတွေပြန်လဲစစ်ဆေးတာနဲ့ပတ်သက်လို့ငွေကြေးထောက်ပံ့ပေးဖို့ရှိမရှိလဲ။ အခုအချိန်ထိမသိရသေးဘူးလို့ဆရာဆရာမတွေစီကနေသိရပါတယ်ရှင်။တနင်္လာရီတိုင်းပလောမြို့နယ်ကြောက်ကာရွာကစစ်ကောင်စီလက်အောက်ခံပြူစော်တီစကန်ကိုဂျွန်လာ28ရက်နေ့မနက်9:00နာရီခွဲလောက်ကပိုးပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ပလော PDF စီကနေသိရပါတယ်။စစ်ကောင်စီလက်အောက်ခံပြူစော်တီအင်အား၁၀ရောက်နေပါရှိတဲ့ပြူစော်တီစခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ နက်ဝီရီဝီလင်းမှာလှည့်တပြည့်အငိုက်ဖမ်းပြီးဝင်စည်းခဲ့တာကြောင့်ရန်သူဘက်ကတုံ့ပြန်ချိန်တောင်မရလိုက်ဘူးလို့ဆိုပါရယ်။နေမြေရှင်းလင်းချိန်မှာတော့အလောင်းသုံးလောင်းတွေ့ရတယ်လို့ပလော PDF ပြန်ကြားရေးတာဝန်ခံက DVV ကိုပြောပါရယ်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးရန်သူအလောင်းသုံးလောင်းနဲ့အတူ M16A1 rifle ၄လက်နဲ့ကြီးပေါင်းနှစ်ခု AK47 rifle တစ်လက်နဲ့ခဲရဲနေအပြင်တခြားစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတင်ဆက်ရမိတယ်လို့ပလော PDF စီကနေသိရပါရယ်ရှင်။ မြန်မာတရုတ်နယ်စပ်ရွှေလီမြို့ရဲ့ဟောက်ကဲအထယ်စက်ရုံကနေထွက်ပြေးဖို့ကြိုးစားတဲ့မြန်မာအမျိုးသမီး၂ယောက်ရိုက်နှက်ခံရတယ်လို့မြန်မာလုံသားတွေဆရာတွေသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကစက်ရုံကနေထွက်ပြေးခဲ့တဲ့မြန်မာအမျိုးသမီး၂ယောက်ပြန်လည်ဖမ်းဆီးခံရပြီးအခန်းတစ်ခန်းထဲမှာပိတ်လောင်ခံခဲ့ရပါတယ်။သူတို့ကိုစက်ရုံမှုကလေဘေးညစ်တာပားရိုက်တာတွေအပြင်အလုပ်စင်းဖို့ကိုပါဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနှစ်ယောက်ကအလုံမလုံနိုင်တော့ကြောင်းပြောလို့စိတ်ယုံဘက်ကမြန်မာပြည်ဘက်ကိုပြန်ပို့ဖို့လှုံ့ဆော်ရမှာမိန်းကလေးတဦးကိုအေဂျင့်မဟုတ်တဲ့တရုတ်အမျိုးသားတစ်ယောက်ကကားထဲအတင်းတင်ဆောင်ခဲ့တာကြောင့်စိတ်ယုံလုံသားရင်းနဲ့ပါရုံရင်းဆန်ကဖြစ်သွားတယ်လို့အထယ်စိတ်ယုံလုံသားတယောက်ကပြောပါတယ်။ရုံရင်းဆန်ကဖြစ်ခဲ့တဲ့စဉ်ကတရုတ်ရဲတွေရောက်လာပြီးနှိမ်နင်းရမှာလဲဒဏ်ရာရတဲ့သူတွေဆေးရုံမှာဆေးကုသမှုခံယူခဲ့ရပါသေးတယ်။ မြမမင်္ဂလိနှစ်ယောက်ကိုတစ်ယောက်ကိုရွံ9000စီပေးပြီးပြန်ခိုင်းမယ်လို့စက်ယုံနဲ့နေဆက်တဲ့သူတွေစီကနေသိရပါတယ်ရှင်။ချင်းပြည်နယ်တီးတိမ်မြို့နယ်ထဲမှာဂျွန်လာ25ရက်နေ့ကနေစတင်ပြီးစစ်ကောင်စီတပ်နဲ့ချင်းပူပေါင်းတပ်ဖွဲ့တွေကြတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ကာကင်းစခန်း၃ခုကိုချင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတယ်လို့ချင်းပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။ တိုက်ပွဲတွေအတွင်းမှာစစ်သား15ယောက်နေပါတေဆုံးခဲ့တယ်လို့ချင်းရဲဘော်၂ယောက်လည်းကြာဆုံးခဲ့ပြီးဂျွန်လ28ရက်နေ့အထိတိုက်ပွဲတွေဆက်ရှိနေသေးပဲလို့ချင်းပူပေါင်းတော်လည်းတပ်ဖွဲ့တွေကနေသိရပါဗျ။တိုက်ပွဲတွေကနေလက်နက်ခဲရဲ့အများအပြားသိမ်းဆည်းရရှိတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ဖက်ကလည်းလက်နက်နဲ့လူဝင်အားဖြည့်တင်းတာတွေအပြင်ကလေးမျိုးဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ချင်းနေရှင်ရဲ့အာမီ CNN ပြန်ကြားရေးအရာရှိတစ်ယောက်ကပြောပါဗျ။ တိုက်ပွဲတွေကိုတော့ CND ကဥဆောင်ပြီး PDF ဇိုလန် CNDF တပ်ဖွဲ့တွေနဲ့အတူတခြားမဟာမိတ်တွေကပူးပေါင်းတိုက်ခိုက်နေကြတယ်လို့သိရပါတယ်တိုက်ပွဲတွေနဲ့ပတ်သက်လို့ချင်းပူပေါင်းတပ်ဖွဲ့တွေအပြင်စစ်ကောင်စီတပ်ဖက်ကလည်းသတင်းတစုံတရာထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူးရှင်။ စကိုင်းမြို့နယ်မြောက်ပိုင်းချောင်းမကြီးရွာအနီးမှာစစ်ကောင်စီတပ်သားတွေနဲ့လက်နက်ခဲယမ်းတွေကိုဂျွန်လ28ရက်နေ့ညနေမှာပြည်သူ့ကာကွယ်ရေးတပ်ကသိမ်းဆည်းရမိတယ်လို့တော်လိုင်းအဖွဲ့တွေနဲ့နေဆက်တဲ့သူတွေစီကနေသိရပါဗျ။ဂျွန်လ28ရက်နေ့မနက်ပိုင်း8နာရီအချိန်မှာချောင်းမကြီးရွာကစစ်ကောင်စီအထိုင်စခန်းကိုကာကွယ်ရေးတပ်ဖွဲ့တွေကဝင်တိုက်တဲ့အချိန်စစ်ကောင်စီတပ်သား၄ယောက်ကိုအရှင်ဖမ်းမိရလို့ဆိုပါတယ်။ G3G 180တောင်း 5.56G 96တောင်းစစ်အုပ်ထုပ်5လုံး equipment 9စုံနဲ့ G3 တနက်4လက် MA1 တနက်2လက်တို့ကိုလည်းရရှိရလို့သိရပါဗျ။စစ်ကောင်စီတပ်ကစစ်ကြောင်း3ကြောင်းနဲ့သခိုင်းမြို့နယ်အတွင်းကိုနေမြေရှင်းလင်းပြီးဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေနဲ့ရွာတွေကိုမီးရှို့နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်နဲ့နှိဆက်သူတယောက်ကပြောပါဗျ။စစ်ကြောင်းတွေကြောင့်သခိုင်းမျိုးနယ်တွေကဒေသခံတွေနေရွှန့်ခွာစစ်ဘေးရှောင်နေရပါတယ်။စားနပ်ရိက္ခာနဲ့ဈေးဝအကူအညီတွေလည်းလိုအပ်နေကြပါတယ်ရှင်။ နိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကိုစစ်အုပ်စုကကာလကြာရှည်လှုပ်ဝက်ထိန်းသိမ်းထားပြီးစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေလုပ်နေတယ်လို့မြမအကျဉ်းထောင်တပ်သေး MBW အဖွဲ့ကဂျွန်လ28ရက်နေ့မှာထုတ်ဖော်ပြောဆိုလာပါတယ်။ MBW ရဲ့စုံစမ်းမှုအရဒေါအောင်ဆန်းစုကြည်ကိုပြီးခဲ့တဲ့2024ဧပြီလအတွင်းမှာအပူချိန်မြင့်မာမှုကိုအကြောင်းပြုပြီးနေပြည်တော်အကျဉ်းထောင်ကနေ14မှန်လောက်ဝေးတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်တဲ့နေရာကိုလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးထားတယ်လို့ဆိုပါရယ်။ အဲ့ဒီနေရာဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ယုံအင်းနားမှာတရှိကြောင်းထိမ့်သိမ်းထားတဲ့ကာလအတွင်းဒေါန်ဆန်းစုကြည်ဟာသွားနာတာနှလုံးဆိုင်ရာကျန်းမာရေးပြဿနာနဲ့တက်ကြီးယောဂါတွေဖြစ်ပွားနေပေမဲ့လုံလောက်တဲ့စေဝါကူတာမှုမရပဲစစ်တပ်ခန့်ဆရာဝန်တွေနဲ့သာစေကူတာမှုခံယူနေရတယ်လို့မြမအကျဉ်းတော်တက်တဲ့ MPW ကထုတ်ပြန်ထားပါတယ်မိသားစုနဲ့တွဲဆောင်ခွင့်မပေးဘဲအခုလိုချုံနောင်ထားတာဟာစိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိမ်ဆက်မှုတစ်ခုအဖြစ်နဲ့သတ်မှတ်နိုင်တယ်လို့ MBW ကဆိုထားပါတယ်ရှင်။ မြန်မာရုပ်ရှင်ပွဲတော်2025ကိုထိုင်းနိုင်ငံချင်းမိုင်မြို့ကချင်းမိုင်တက္ကသိုလ်လူမှုသိပ္ပံမဟာဌာနမှာဇွန်လ28ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီပွဲကိုတော့ SEM Friends Without Border Foundation RCSD နဲ့လာနာရုကပူးပေါင်းကျင်းပခဲ့တာပါ။အဲ့ဒီပွဲမှာတော့ရွှေပြောင်းဒုက္ခသည်တွေနဲ့ခံနိုင်ရရှိရှိရင်ဆိုင်ရတည်နေတာတွေကိုမတူညီတဲ့ရှုထောင့်တွေကနေရိုက်ကူးထားတဲ့ရုပ်ရှင်ကား9ကားကိုပြသခဲ့ပါတယ်။ဒီမြန်မာရုပ်ရှင်ပွဲတော်ကိုထိုင်းနိုင်ငံမဲဆောက်ချင်းရိုင်း ဘန်ကောက်မြို့တွေမှာလည်းပြုလုပ်ခဲ့ပါသေးတယ်။ရုပ်ရှင်ပွဲတော်ကိုဂျွန်လ28ရက်နေ့မှာတော့တောင်ကိုရီးယားနိုင်ငံကွမ်ဂျူးမြို့မှာပြသမှာဖြစ်ပြီး29ရက်နေ့မှာတော့အိန္ဒိယနိုင်ငံမှာပြသမှာဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းမင်းကုန်းဒေသကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျွန်လ28ရက်နေ့ညအိုးပိုင်းမှာမင်းကုန်းတောင်ကျေးရွာကလူနေအိမ်တွေကိုမိရှုဖျက်ဆီးလို့ရွာလုံးကျွတ်နေပါလူနေအိမ်တွေမီးလောင်ပျက်စီးသွားတယ်လို့ကုညီဆောင်ရွက်ပေးနေတဲ့ဒေသခံအဖွဲ့အစည်းတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျွန်လ28ရက်နေ့မနက်ပိုင်းကလည်းမင်းကုန်းတောင်ကျေးရွာအနီးနားကအင်ဂျီ200နီးပါးရှိတဲ့ကင်းကျေးရွာကိုမိရှုဖျက်ဆီးခဲ့ကြလို့ရွာလုံးကျွတ်နေပါမီးလောင်ပျက်စီးသွားသေးတယ်လို့သိရှိရပါဗျ။ ဒီလဆာမိုင်းကနေစတင်ကနေတိုင်းနှိပါဖြစ်တဲ့တိုက်ပွဲတိုင်းမှာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးနာတွေများတာတွေရှိပြီးတဲ့နောက်ကျေးရွာတွေတဲကိုနေတိုင်းနှိပါဝင်ရောက်စစ်ကြောင်းထိုးပြီးပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးတဲ့အပြင်ဒေသခံတွေလည်းဖမ်းဆီးတပ်ဖြတ်ခံရတာတွေရှိတယ်လို့ People Servant Force တာဝန်ခံကိုနတ်ဆိုင်က DVB ကိုပြောပါတယ်ဂျွန်လာ28ရက်နေ့နေ့လယ်ပိုင်းကလည်းစစ်ကောင်စီတပ်ဟာ MI35 ရဟတ်ယာဉ်နဲ့ စကိုင်းမြို့နယ်အရှိတ်ချမ်းကကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်သွားပြီးထိခိုက်ပျက်စီးရဲ့မြေပြင်အခြေအနေကိုတော့စုံစမ်းနေသေးပဲလို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါဗျာ။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စစ်မြေပြင်မှာအာရခတပ်တော် AA ကထိန်းချုပ်ထားတဲ့နေမြေတချို့ကိုဂျွန်လနောက်ဆုံးဘက်ကနေစတင်ပြီးစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့တံမြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့စစ်ရေးခြေနေကိုသိရှိသူတွေစီကနေသိရပါဗျာ။ ကျဖြူမြို့နယ်ကအမှတ်32ရဲတပ်ရင်အနီးအနားမှာရှိတဲ့ပြိုင်းစေကကြေးရွာနဲ့ကက်တပြေကြေးရွာတွေကိုစစ်ကောင်စီတပ်က drone နဲ့လက်နက်ကြီးပစ်ကူပေးပြီးမြေပြင်ကနေတံမြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့ကျဖြူမြို့ကစစ်ရေးအခြေအနေကိုသိရှိသူတယောက်ကပြောပါရယ်စစ်ကောင်စီကကျဖြူမြို့အခြေစိုက်တရင်တွေကိုဂျွန်လအတွင်းမှာရေချောင်းကနေတဆင့်အင်အားထောင်နဲ့ချီပို့ဆောင်ထားပြီးတိုက်ပွဲပြင်းထန်နေတဲ့အမှတ်32ရဲတပ်ရင်နဲ့ဒညဝရီရေတပ်ဌာနချုပ်တွေကိုလည်းအဓိကပို့ဆောင်ထားတယ်လို့သိရပါရယ် ်လက်ရှိမှာတော့ကြောက်ဖြူမျိုးပေါ်မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးမျိုးပေါ်မှာလည်းစာနေအခါပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြောက်ဖြူမျိုးခန့်တွေကပြောကြပါတယ်ရှင်မန္တလေးတိုင်းငဇုံမြို့နယ်ယူရီးယားရွာတဲ့ကြီးရွာကိုစစ်ကောင်စီတပ်ကဂျွန်လ28ရက်နေ့နေ့လယ်ပိုင်းမှာလီရင်နဲ့ပုံကျဲခဲ့တဲ့အတွက်ပြည်သူတယောက်သေဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေစီကနေသိရပါဗျ။မနက်7:00နာရီအချိန်မှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံသုံးလုံးကျဲချခဲ့တဲ့အတွက် ရွာရဲ့ရေစိအနီးနားမှာနေထိုင်သူတွေထိခိုက်ဒေဆုံးခဲ့ရပြီးလူနေအိမ်၅လုံးထက်မနည်းပျက်စီးခဲ့ပါတယ်။ဘုံစားထိမှန်တဲ့အတွက်အသက်80အရွယ်ဦးပြားဆိုသူဒေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိတဲ့အမျိုးသား၃ယောက်နဲ့အမျိုးသမီး၃ယောက်ကိုလုံခြုံတဲ့နေရာတွေမှာစေကူသမှုပေးနေတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM ကောင်းဆောင်ကိုနေဦးက TVV ကိုပြောပါရတယ်။ မဇုံမြို့နယ်အတွင်းအားဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသတိထားနေထိုင်ဖို့နဲ့ဘုံခိုခြင်းတွေတူးထားကြပြီးလေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကိုအထူးဆောင်ရွက်ကြဖို့ကိုလည်းကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားကြပါတယ်ရှင်။ စကိုင်းတိုင်းစလင်းကြီးမြို့နယ်တဲကိုစစ်ကောင်စီတပ်ကဂျွန်လာ28ရက်နေ့မနက်9:00နာရီဝန်းကျင်မှာစက်တက်လေဒီပါရာမော်တာအုံပြုပြီးဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၄ယောက်တိတ်ဆုံးခဲ့ရတယ်လို့လဗရောင်းတောင်ပင်မတပိတ်ကော်မတီစီကနေသိရပါဗျ။စလင်းကြီးမြို့နယ်တရက်ကိုင်းရွာမှာတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ကတပ်ကနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လာမှာကိုစိုးရိမ်ကြတဲ့အတွက်ဘေးလွတ်ရာကိုထွက်ပြေးနေရပါဗျ။ ချင်းတွင်းမြစ်အတွင်းမှာစစ်သင်္ဘောနဲ့ရိတ်ခါတင်သင်္ဘော၁၄စီးဟာအထက်ကိုစံတက်လာတဲ့အတွက်မတိုက်ခိုက်နိုင်အောင်စက်တဲ့လေဒီနေနဲ့ပုံအရင်ကျဲသွားတယ်လို့မုံရခရိုင်အမှတ်၃၀တရင်ရဲ့ရဲဘော်ဒီဒီက DVB ကိုပြောပါရရှင်ရေတီမြို့အခြေဆိုင်အာမတာ344အနီးတိုက်ပွဲတွေကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား16ယောက်တွေက10ယောက်ကိုဂျွန်လ22ရက်နေ့မှာပြန်လည်ဖမ်းမိရလို့စစ်ကောင်စီတပ်နဲ့နှိစက်သူတွေဆီကနေသိရပါဗျ။ အမြောက်တပ်အမတ်တ344အနီးတိုက်ပွဲတွေကနေဂျွန်လာ16ရက်နေ့မှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား16ယောက်ထဲက6ယောက်ကိုကြုံပျော်ပရုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဦးအောင်ဝင်းကတရင်ပေးတဲ့အတွက်အိုင်တပြူလမ်းစုံနဲ့ပန်တော်ကြီးတရားဂိတ်မှာစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးမိတယ်လို့ဆိုပါတယ်။ထွက်ပြေးသွားတဲ့အထဲစစ်မှုရန်တပ်သားတွေနဲ့တက်ကြအစင်ရှိသူပါဝင်တယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတယောက်ကပြောပါတယ်။ ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့စစ်မှုရန်တပ်သားတွေအပါအဝင်တပ်ဖွဲ့ဝင်၈ယောက်ကိုစစ်ကောင်စီတပ်ကရေကြီးမြို့နယ်အခြေဆိုင်အမြောက်တပ်အာမတ၃၄၄တပ်ထဲကိုဖမ်းဆီးခေါ်ဆောင်သွားပြီးရိုက်နှက်စစ်ဆေးနေတယ်လို့သိရှိရပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကမိုးပြဲတိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတိတိုက်ပွဲတွေပြင်းထန်နေပြီးအမျိုးသားညွေအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကကရင်နီတိုင်းစစ်ဌာနအမှတ်1106တရင်မှာဒုတက်စိတ်မှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပါတီဟာဂျွန်လ28ရက်နေ့မိုးပြဲတိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့ဂျွန်လ28ရက်နေ့ထုတ်ပြန်ကြေညာသိရပါဗျာ။ ရဲဘော်ဖာဒီယာဂျွန်လာ23ရက်နေ့ကမိုးပြဲတိုက်ပွဲမှာလက်နက်ကြီးထိမှန်ခဲ့တဲ့အတွက်စေကူတမှုခံယူရင်းဂျွန်လာ28ရက်နေ့မှာကြာဆုံးခဲ့တယ်လို့ရှီတန်းရဲဘော်တယောက်ကပြောပါရယ်။မိုးပြဲကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်တော်လင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းပုံသီးချတိုက်ခိုက်တာတွေကိုပါဆက်လက်လှုံ့ဆော်နေရလို့ဆိုပါရယ်။ မိုးပြဲမှာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလောက်ကနေစတင်ပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့နှစ်ဖက်အထိခိုက်အကြဆုံးတွေရှိနေပါတယ်ရှင်။